မင်္ဂလာပါလူမျိုးချင်းဒေသနာကတည်းပြန်လည်ချူဆိုပါတယ်ဒီနေ့မှကျွန်တော်တို့အထူးတကားစစ်ချေကွာယူမယ်ငကဘတော်ရဲ့ကောင်းစဉ်ကခက်ခဲတဲ့အချိန်မှာဒီပါကိုရွေးချယ်မှလည်းဆိုတဲ့ကောင်းစဉ်နဲ့အထူးတကားခွာယူမှဖြစ်ပါတယ်မိတ်ဆွေကျွန်တော်ယူကွန်မန်မှတည်း ဒီခုကလာပါကျွန်တော်ကြုံတွေ့ခဲ့တဲ့အရာတွေကျွန်တော်တို့ကြုံတွေ့တဲ့အခက်အခဲပြဿနာတွေကိုကျွန်တော်အဲ့ဒီအထက်မှာကျွန်တော်တို့ဘာရွေးချယ်မှလဲဆိုတော့အရာကိုရေးကြည့်တော့ရပြီတဲ့ကျွန်တော်ရဲ့အသက်တာတမကြုံတွေ့တဲ့အရာကိုကျွန်တော်တို့ကညီးထွားချစ်ကိုရွေးချယ်မှလာဘုရားတခုကိုချီးမွားပြီးကျွန်တော်အသက်ရှင်မှလာအဲ့ဒီရွေးချယ်ချစ်ကအလိုကိုရေးကြည့်တော့ကာလဖြစ်တယ်ကျွန်တော်တမတော်ခန်းကြီး16အခန်းငယ်95မှာ တကောချင်းနဲ့ပေါ်လူနဲ့တီလာတို့သည်ဘဒနာပြည့်ရဲ့ဘုရားသခင်ကိုချီးမွမ်းတဲ့ခြင်းဆိုလေ၏။ထောက်ထဲမှာနောက်ွက်ချီးကိုခံရသောသူတို့သည်နားထောင်ကြ၏။ထိုကနာချီးတွင်မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့်ထောင်ထောက်ချီးသည်လှုပ်ရှား၏။တကားရှိသူများတို့သည်ချက်ချင်းပွေ၍လူပေါ်တို့သည်နောက်ွက်ချီးနဲ့လှုပ်ကြ၏။အာမင်။အဲ့ဒါကျွန်တော်တို့ဘာလို့တွေ့ရလဲပေါ်လူနဲ့တီလာတို့အသက်တာထဲမှာ သူတို့တွေထောင်ထဲမှာရောက်ရှိတဲ့အချိန်မှာသူတို့ဟာညီတော်ချင်းကိုမရွေးချယ်ပဲဘုရားတခင်ကိုချီးမွမ်းတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမှန်မှတယ်ဒီခေတ်ဒီကာလမှာကျွန်တော်တက်တာနဲ့မှာကျွန်တွေ့ခဲ့တဲ့ခက်ခဲပြဿနာတွေကြီးကွဲမှုတွေအဲ့ဒီအထဲမှာကျွန်တော်ဘုရားတခင်ကိုချီးမွမ်းရင်အဲ့ဒီမှာရှိသောထောင်တကားတွေကပွေသွားမှာဖြစ်တယ်။ ထောင်တကွာဆိုတဲ့ထောင်တကွာဆိုတဲ့ဒုက္ခပြဒနာအဲ့ဒီရတဲ့ဘုရားတခင်ကရှင်းပြမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတော်တည်းကိုကျွန်တော်အားပေးကြည့်တယ်။ကျောတို့ဘွားတက်တာတဲ့မှာဘယ်အရာတွေပဲကျွတ်တွေ့ခဲ့ပါစေ။ဘုရားတခင်ကိုကြည်မှပါလေကျွန်တော်အားပေးကြည့်တယ်။ဒီခေတ်ဒီကာလတဲ့မှာကျောတို့မှာရွေးချယ်စရာကနှစ်ခုရှိတယ်။အဲ့ဒါကညီတွားပါလားကြည်မှပါလား။ဒါကြောင့်မို့ကျွန်တော်ညီကိုမတော်တည်း လူဖြစ်တဲ့အရောက်ပါကျွန်တော်တို့မှာအာစုံစမ်းတော့ရှက်ချင်းတယ်ကျွန်တော်တို့ကိုအာသူ့နေရာနဲ့သူကျွန်တော်တို့ကအာကြုံတွေ့ရတာဖြစ်တယ်သူတော်နှုတ်ဘတ်တော်တပတ်ပြောဆိုဒီကော့တက်ဆစ်တုံးပါကျွန်တော်တို့လူနဲ့ဖြစ်တာတော့စုံစမ်းတော့ရှက်ချင်းကိုကျွန်တော်တို့အခမ်းအနားဖြစ်တယ်သူတော်ကျွန်တော်မခံနိုင်တော့စုံစမ်းတော့ရှက်ချင်းကဘုရားတစ်ခါကျွန်တော်တို့ကိုမပေးဘူးဖြစ်တယ်ဒါကြောင့်ကျွန်တော်ကျွန်တော်ညီကိုမှန်မှန်တယ်တေးရပေါ်အသက်တာတင်းမှာဘယ်ရာနဲ့ပဲ ကျွတ်တွေ့ခဲ့ပါစေဘုရားတခင်ကိုချီးမွားပါအဲ့ဒီချီးမွားချီးတဲ့ကဒီကလုံးမြမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့လောကရဲ့လက်စားချက်ကိုကျွန်တော်တို့မခံပဲကျွန်တော်တို့အသက်တာထဲမှာဘလို့ပဲကျွန်တော်တို့ရဲ့တတန်းပါကျုပ်ခက်ခဲတွေကျုပ်တွေ့ခဲ့ပါစေဘုရားတခင်ကိုချီးမွားပါလို့ကျွန်တော်အားပေးရင်အားလုံးကိုဘုရားရှိခိုးကောင်းချီးပေးပါစေ